Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီတစ်ခါပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ကိုယ်တွင်းအင်္ဂါဖြစ်တဲ့အသည်ကြောက်ကအဆုံယောဂာနဲ့ပေါ့နော်ဒီအဆုတ်ကျမရဲ့အခြေအနေနဲ့ဆက်စပ်မှုရှိမရှိသိနိုင်မယ်ကြောအောင်ကြောနာခြင်း၆မျိုးကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကြောအောင်ကြောနာခြင်းအမျိုးအစား6မျိုးကနေမှာကျွန်တော်တို့ရဲ့ကိုယ်တွင်းငါးတွေဖြစ်တဲ့အသက်ကြောက်ကအဆုတ်ကောင်းမကောင်းဒီအကျမရဲ့ခြေနေနဲ့တစ်ခုခု ဖြစ်ချင်းရှိမရှိသိရှိနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကြောအောင်ကြောနာခြင်းကဘာကြောင့်အန္တရာယ်ရှိတယ်လို့ချင်းမြယူဆပါသလဲပေါ့နော်။ဒီအဲ့ဒီအကြောင်းကိုကျွန်တော်တို့ဆက်ပြီးဆွေးနွေးကြရအောင်။ ကြောင်းကြောနာခြင်းအများစုကအနေမရှိပါဘူး။ဒါပေမဲ့တချို့သောကျန်းမာရေးအခြေအနေတွေမှာပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကိုဒီကြောအောင်ကြောနာခြင်းကနေညွှန်ပြနိုင်ပါတယ်။အဲ့ဒီပြင်တစ်ခါတည်းရမှာဒီကြောအောင်ကြောနာဖြစ်ခြင်းကကြွက်သားနဲ့သက်ဆိုင်တဲ့ပြဿနာတွေကြောင့်မဟုတ်ပဲတချို့အခြေအနေတွေဖြစ်တဲ့ကြောက်ကအသည်အဆုတ်လိုပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကိုယ်တွင်းအင်္ဂါတွေရဲ့ပြဿနာတွေကိုညွှန်ပြနိုင်လို့ပဲဖြစ်ပါတယ်။ ကိုလင်းချင်းကြတာမျိုးတွေအဖျားတက်တာမျိုးတွေဥလန်းချောင်းမကောင်းတာမျိုးတွေပြီးတော့ဒီစီရင်ထင်းသိမ့်မှုနေပါတာတွေဆုံးရှုံးတာတွေခြေတော့ကြွတ်တက်တာတွေခြေတော့ညောင်းညာကြိုက်ခဲတာတွေခြေတော့အားနေတာတွေစားတဲ့လက္ခဏာတွေနဲ့အတူပြင်ထန်တဲ့ကြောအောင်ကြောနာခြင်းအောင်ကုဆက်ယောဂတွေကြောင့်လည်းဖြစ်တတ်ပါတယ်အကျိတ်ရှိကြောင်းလည်းပြတတ်ပါတယ်အာယုံကျိုးဖိမိခြင်းကြောင့်လည်းဒီကြောအောင်ကြောနာခြင်းဖြစ်တတ်ပါတယ်ပြီးတော့အယိုးကျိုးခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်ကျွန်တော်တို့ဒီနာကျင်မှုအမျိုးအစားတည်နေရနဲ့ပေါ့နော်ဒီအခြေအနေတွေပေါ်မှာမူတည်ပြီးတော့ကြတော့တခြားလက္ခဏာတွေဖြစ်တဲ့အဖျားတက်တာတွေအသားဝါရာတွေအသက်ရှူကျက်တာတွေနဲ့အတူပေါ့နော်ဒီတည်ထားသိရှင်ခြင်းဖြင့်ကျွန်တော်တို့ကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ကိုယ်ဒီအင်္ဂါတွေကောင်းမကောင်းကိုကျွန်တော်တို့သိရှိနိုင်ပါတယ်နံပါတ်1တစ်ချက်နေနေရတော့ကျွန်တော်ချောင်းဆိုးတဲ့အခါမှာကြောနာကြောင်းအောင်ခြင်းဖြစ်ခြင်းပဲဖြစ်ပါတယ် ချောင်းဆိုးတဲ့အခါနှာချေတဲ့အခါခပြင်းပြင်းအသက်ရှူနေလိုက်တဲ့အခါမှာဒီကြောင်းကြောနာခြင်းဟာကြောက်ကဓမ္မမအဆုတ်ရောင်ရမ်းခြင်းနဲ့ဒီပုံဝင်ခြင်းတို့ကြောင့်ဆက်စပ်မှုရှိနိုင်လို့ပဲဖြစ်ပါတယ် အစွန်ရောင်ခြင်းနဲ့အစုပ်အမြဲပါရောင်ခြင်းကြောင့်အစိုးကကြေလာတဲ့အခါမှာကျွန်တော်တို့ရဲ့ကြောမှာဆူရှားတဲ့တခုခုနဲ့ထောနဲ့ထားတဲ့နာကျင်မှုကိုဖြစ်ပေါ်ခံစားရနိုင်ပါတယ်။အဲ့ဒီပြင်ကြောက်ကပုံဝင်ခြင်းကြောင့်လည်းလှုပ်ရှားမှုပြုလုပ်တဲ့အခါတိုင်းဒါမှမဟုတ်ဒီထောင်းဆိုးခြင်းလိုပေါ့နော်ဖြစ်အားပြောင်းလဲမှုတွေနဲ့တူနာကျင်မှုကိုပို့ပြီးတော့ကြည့်ဆိုရစေနိုင်ပါတယ်။တကယ်လို့အဲ့လိုနာကျင်မှုနဲ့တူအပြားတက်တာတွေအသက်ရှူကျက်တာတွေစီလံကြောင်းဆိုင်ရာလက္ခဏာတွေ အစရာတွေတွေ့ရှိမယ်ဆိုတာကဆရာဝန်နဲ့ပြသတင်ပါတယ်ပိုးစားလို့မနေတင်ပါဘူးနမနဲ့အချက်နည်းနည်းကတော့ကြိုးအောက်ဖက်နာကျင်ခြင်းကြိုးအောက်ဖက်အောင်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်ခုနကပြောခဲ့သလိုပါပဲဒီကြောနာကျန်းကမကြခဏဖြစ်တတ်တယ်ဆိုပေမဲ့ကြောက်ကဲ့ယောဂာနဲ့ဆက်ဆက်နေမယ်ဆိုလို့ရှိရင်တော့ခါရဲ့တစ်ဖက်ဒါမှမဟုတ်ခါရဲ့နှစ်ဖက်စလုံးမှာဒီညံရုံးအနီးမှာရှိတဲ့ကြိုးရိုးတလျှောက်နာကျင်မှုတွေဖြစ်တတ်ပါတယ် ဒီကကြောင်ရင်ကတော့ကြောက်ကပ်ပုံဝင်ခြင်းကြောင့်လည်းဖြစ်တတ်တယ်ပြီးတော့ဒီကြောက်ကပ်ကြောက်တယ်ခြင်းကြောင့်လည်းဖြစ်တတ်ပါတယ်အလိုနာခြင်းမှုဟာပြင်းထန်နိုင်ပါတယ်ပြီးတော့ဒီအလိုပြင်းထန်မှုဟာပေါင်ခြင်းဒါမှမဟုတ်ကျွန်တော်ဒီဘိုက်ရက်အောက်ဖက်တိဒီနာခြင်းမှုကပြန့်နှက်ပြီးတော့ပုံမဆိုးရတာပါလေစီခနနာသွားတာမျိုးစီးသွားစင်နာကျင်တာမျိုးစီးထဲမှာသွေးပါတာမျိုးအဖျားတက်တာမျိုးစားတဲ့လက္ခဏာတွေကိုပါဆက်လက်ဖြစ်ပေါ်နေပါတယ်ကျွန်တော်တို့ဒီ အောက်ဖက်ကြောနာခြင်းอ่ะဗောနော်ဒီကြွက်သားနဲ့အယိုးစစ်ဆိုင်ရာအောက်ဖက်ကြောနာခြင်းနဲ့မတူပဲဒီကြောကန်းနဲ့တက်ဆိုင်တဲ့အနာကျင်မှုဟာအနာယူခြင်းပြုလုပ်မယ်ဆိုရင်တောင်မှတက်တာလည်းမရှိဘူးကိုယ်အနေထားပြောင်းလဲလှုပ်ဆောင်မယ်ဆိုရင်တောင်မှလည်းတက်တာလည်းမရှိပါဘူးအဲ့အတွက်ကျွန်တော်တို့ဒီအောက်ဖက်ကြောနာမယ်ဆိုလို့ရှင်เนาะဒီလိုခဏခဏဖြစ်နေမယ်ဆိုလို့ရှင်တတိထားဖို့လိုအပ်မှာပဲဖြစ်ပါတယ် နံပါတ်3ချန်နေနေရတော့နံဘေးတိုက်နာချမ်းဖြစ်ပါတယ်ကျွန်တော်ကတော့ဘေးတိုက်နာချမ်းလို့ပဲပြောပါမယ်ကျွန်တော်ရဲ့ byte အပေါ်ဘိုင်းနဲ့အကျိုးအကြာပေါ့နော်ဒီတစ်ဖက်တစ်ချက်စီမှာပေါ့နော်ဒီဓမ္မမုံဒီနှစ်ဖက်စလုံးနာချမ်းမှုကို flat pain လို့ခေါ်တဲ့ဘေးတိုက်နာချမ်းနံရိုးဘေးဘက်တင်နာချမ်းလို့ ခေါ်ဆိုပါတယ်ကြောက်ကကြောက်တယ်ဓာရင်ကြောက်ကပုံးဝင်လာတယ်ဒီကြောက်ကပိတ်ဆို့ခြင်းတို့ကြောင့်ဒီလိုနာကျင်ခြင်းတွေဖြစ်တတ်ပါတယ်အလိုနာကျင်မှုက ပြင်းထန်နိုင်ပြီးတော့ပေါင်ကြံထိဒီနာကျင်မှုကပြင်းထန်သွားနိုင်ပါတယ်အဖျားတက်တာတွေချမ်းတုံတာတွေပြိုအန်နာတွေစီးအယောင်ပြောင်းတာတွေစီးပမာဏပြောင်းလဲတာတွေပေါ့နော်ဒီစားတဲ့တခြားလက္ခဏာတွေလည်းရှိနိုင်လို့မို့တာရှည်စွာနံပေးနာခြင်းနဲ့ဒီပြင်းထန်တဲ့ နံပေးနာကျင်နေဖြစ်ပေါ်မယ်ဆိုလို့ရှင်เนาะဆီယဝင်းနဲ့ပြသဖို့အချိန်မဆိုင်ပါနဲ့လို့တတိပေးကြပါတယ်နံပါတ်6ကတော့ညာဘက်အပေါ်ပိုင်းကြောနာကြောအောင်ခြင်းပဲဖြစ်ပါတယ်။သူက upper right back pain လို့လည်းခေါ်ပါတယ်။အသေးယောဂါဟာတချို့သောအခြေအနေတွေမှာဒီညာဘက်ပခုံးယောနီးဓမ္မမုံညာဘက်ပခုံးယောအောက်ရှိဒီအပေါ်ဘက်ကြောနာခြင်းနဲ့ဆက်စပ်မှုရှိနိုင်ပါတယ်။ကျွန်တော်ရဲ့အသေးဟာဒီ byte အပေါ်ညာဘက်မှာရှိပါတယ်။ပြီးတော့ဒီ အဲ့နာကျင်မှုနဲ့အတူပေါ့နော်ကျွန်တော်ခုနပြောပြခဲ့တဲ့ညာဘက်အပေါ်ပိုင်းနာကျင်မှုနဲ့အတူဒီအသေးရောင်ခြင်းအသေးပြည်တဲ့ခြင်းအသေးစီဖုံခြင်းအသေးအကျိတ်ခြင်းအသေးအကျိတ်ခြေခြင်းတွေကြောင့်လည်းဒီလိုနာကျင်မှုတွေဖြစ်နိုင်ပါတယ်။အဲ့ဒီလက္ခဏာတွေနဲ့အတူမောပန်းနာတွေအသားဝါတာတွေပြော့အန်နာတွေဒီဘိုက်အပေါ်ပိုင်းဖောင်းနာတွေစားတဲ့လက္ခဏာတွေပူတွေပြီးတော့ဖြစ်လာနိုင်ပါတယ်။အလိုဖြစ်လာမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီဆရာဝန်နဲ့ချက်ချင်းပြသဖို့ မတွန်းဆောပါနဲ့အချိန်မဆိုင်ပါနဲ့နမငါချက်ကတော့အလဲနဲ့အပေါ်ကြောနာကြောအောင်ခြင်းပဲဖြစ်ပါတယ်သူကမစ်အပါပတ်ပိန်လို့လဲခေါ်ပါတယ်ဒီအစိုးပြဒနာတွေဟာအထူးသဖြင့်ပေါ့နော်ဒီပခုံးရုံးကြီးဒါမှမဟုတ်ပခုံးရုံးအောက်မှာရှိတဲ့ဒီကြောရဲ့အလဲနဲ့အပေါ်နာခြင်းအောင်ခြင်းနဲ့ဆက်စပ်မှုရှိနိုင်ပါတယ် အဲ့လိုဖြစ်တာကအဆုတ်ရောင်ခြင်းနဲ့ဒီအဆုတ်အမြဲပါရောင်ခြင်းနဲ့အဆုတ်သွေးကြောပိတ်ခြင်းနဲ့အဆုတ်ကင်ဆာတို့ကြောင့်ဒီလိုဖြစ်ပေါ်လာရခြင်းလည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့ခုပြောပြခဲ့တဲ့နာကျင်မှုနဲ့အတူရင်ဘတ်တင်းတာတွေအသက်ရှူတော်တောင်းတာတွေအသက်ရှူကြက်တာတွေချောင်းဆိုးသွေးပါတာတွေနာတာရှည်ချောင်းဆိုးတာတွေစားတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေနဲ့ပူတွေးပြီးတော့ဖြစ်နိုင်ပါတယ် အလိုပူတွဲပြီးဖြစ်လာတာနဲ့အတူဒီကြောနာကြောအောင်ဂျန်နယ်ပါဆက်လက်ရှိနေမယ်ဆိုလို့ရှိရင်တော့ဇီယံဝင်နဲ့ပြသဖို့အချိန်မဆိုင်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။နံပါတ်6အချက်ကတော့မခုံးထီရောက်ရှိတဲ့နာကျင်မှုမျိုးပဲဖြစ်ပါတယ်။သူကရာဖာရှောရာပင်းလို့လည်းခေါ်တာဖြစ်ပါတယ်။ဒီပခုံးကိုရောက်ရှိတဲ့နာကျင်မှုမျိုးဆိုတာကလက်ရှိနာကျင်တဲ့ ဒီအောင်နေတဲ့နေရာကနေပေါ့နော်ဒီတခြားနေရာတွေဖြစ်တဲ့ပခုံးဘက်တွေထိပေါ့နော်လိုက်ပြီးတော့နာကျင်နေမယ်ဆိုလို့ရှင်နော်ခန်းစားနေရမယ်ဆိုလို့ရှင်နော်အဲ့ဒါကို refer pain လို့ခေါ်ဆိုတာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှင်ပေါ့နော်ဒီပခုံးနာကျင်ကအသည်ဓမ္မမအဆုတ်ယောဂါရဲ့လက္ခဏာလေးဖြစ်နိုင်ပါတယ်ညာဘက်ပခုံးနာကျင်ကတော့အသည်ဓမ္မမသေးကြိတ်ပြဿနာကိုညွှန်ပြနိုင်ပြီးတော့ဘယ်ဘက်ပခုံးနာကျင်ကတော့အထူးသဖြင့် one bite ကြွပြင်းထိခိုက်တဲ့အခါမှာဒီ ိုးပြဒနာကိုညွှန်ပြနိုင်လို့ပဲဖြစ်ပါတယ်။အဲ့လိုလက္ခဏာတွေဒီခဏခဏဖြစ်နေမယ်ဆိုလို့ရှိရင်တော့မပေါ်စားပါနဲ့။ဆီယံဝင်နဲ့ပြသပြီးတော့ဒီလိုအပ်တဲ့ကုသမှုကိုခံယူပါ။ပြောပြရတဲ့အကြောင်းအရာတွေကတော့ဒီကြောနာကြောအောင်ခြင်းကနေသိရှိနိုင်တဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာဖြစ်တဲ့အသည်အဆုတ်ပေါ့နော်။ကြောက်ကကျမရဲ့ဒနာရီချင်းမရှိပါတော့ဒီလက္ခဏာတွေကနေမှသိရှိဖို့ကျွန်တော်ကဘုဒ္ဓတာအနေနဲ့ပြောပြပေးခြင်းပဲဖြစ်ပါတယ် ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးပြီးတော့ကြတော့ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုတော့ရှင်လည်းကျွန်တော်အနေနဲ့အတိုင်းထန်တော်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမရဲ့ဘုဟုတုတတဲ့တော်ပွားပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။